အာဆီယံအဖွဲ့ဝင်နိုင်ငံပေါင်းဘယ်နှနိုင်ငံရှိပါသလဲဆိုတော့ဆယ်နိုင်ငံလို့ဖြေမယ်ဆိုရင်အဲ့ဒီအဖြေကလာမယ့်အောက်တိုဘာလနောက်ပိုင်းကစပြီးတော့ပြင်ရတော့မှာဖြစ်ပါတယ်အာဆီယံခေါင်းဆောင်တွေကတီမော်လက်စတေးနိုင်ငံကိုအာဆီယံရဲ့၁၇ခုမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံဖို့ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်အာဆီယံခေါင်းဆောင်တွေဟာလာမယ့်အောက်တိုဘာလမှာကျင်းပမယ်အာဆီယံထိပ်သီးညီလာခံထဲမှာဒီတီမော်လက်စတေးနိုင်ငံကို၁၇ခုမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံဖို့ဆုံးဖြတ်လိုက် က်ပြီလို့ထိုင်းတန်တမန်ကိုကူကားပြီးတော့ဘန်ကားပို့စ်တင်းစာကရေးသားပါတယ်။ပေါ်တူဂီကိုလိုနီဟောင်းဖြစ်တဲ့တီမောနိုင်ငံဟာဒေသတွင်းမှာအသက်တမ်းအမှုဆုံးနိုင်ငံဖြစ်ပြီးတော့2002ခုနှစ်မှာအင်ဒိုနီးရှားလက်အောက်ကလွတ်လပ်ရေးရခဲ့တာပါ။ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း2017ခုနှစ်မှာတော့ ASEAN အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက်လျှောက်ထားခဲ့ပါတယ်2022ခုနှစ်ကမ္ဘောဒီးယားနိုင်ငံက ASEAN ဥက္ကဋ္ဌလုပ်နေတဲ့အချိန်မှာဒီ Timor Leste နိုင်ငံကိုအဖွဲ့ဝင်အဖြစ်မူအရလက်ခံဖို့ဆုံးဖြတ်ပြီးတော့လေးလာသူအဆင့်အနေနဲ့ပါဝင်ဖို့သဘောတူခဲ့ကြပါတယ်အဲ့ဒီကစလို့ ASEAN မျက်နှာစုံညီအစည်းအဝေးအပါအဝင်အစည်းအဝေးတွေမှာဒီမောကလေးလာသူအဖြစ်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်